ဇမ်ဘီယာဆေးဘက်ဝင်နဂျယ်ကိုနဝင်းပိတ်ပါဝင်တဲ့နဂျယ်အကြောင်းကတော့တွေးဘူးကြုံဘူးနေတဲ့နဂျယ်မျိုးစားဖြစ်ပါတယ်။ဒီနေ့ကျွန်ုပ်ခီးသွားရဒေတာမှာရရွာတစ်ခုရဲ့ဘုံကြီးကျောင်းဝင်းအတွင်းတီထားကိုးကွယ်တဲ့ကြောက်စင်တုဇေဒီရုပ်ပွားတော်မြတ်ကိုသွားရောက်ဖူးမြော်တဲ့နေရာမှာရှေးရခင်လူကြီးသူမတွေပြောပြထားတဲ့နဂျယ်အုံကိုဖယားပူရင်နဲ့တိုက်ဆိုင်စွာသွားရောက်တွေးမြင်ပါတယ်။ဖယားကတော့ဘူးက၅၊ရာက၄၊အပေါင်း၉ပါ။လက်မောင်းကတော့လက်က၄၊မောင်းက၅၊အပေါင်း၉ပါ။ အဲ့ဒီဆွဲကတ်နေတဲ့နှကြယ်ကတော့နာကခွန်ကြယ်ကနေကိုကက်ကင်ဓာတ်ကိုနဝင်ပိတ်၃ခုတွဲကြုံလို့နေပါတယ်။ဒါကြောင့်ကျွန်ုပ်ဟာရုပ်ပွားတော်ကြီးကိုရှစ်ခိုးပြီးတဲ့အခါမှာအဋိဋ္ဌံနဲ့အရှင်ဘုရားဘုရားတပည့်တော်အားအရှင်ဘုရားကြီးလက်မောင်းတော်၌ဆွဲကတ်နေသောနှကြယ်အားဘုရားတပည့်တော်အားစေဘဝင်အသုံးပြုရန်အတွက်ခွင့်ပြုတော်မူမှာဘုရားဆိုပြီးတော့နှုတ်ကရွတ်ဆိုလိုက်ပါတယ်။ပြီးရင်ဘုရားရှစ်ခိုးနေရာကထပြီးလက်မောင်းတော်ကနှကြယ်အုံကိုခွာယူလိုက်ပါတယ်။အဲ့ဒီနှကြယ်အုံကိုသေချာစွာ တိုင်းစဲထားပါတယ်မကြမီပါပဲကျွန်တော်ရဲ့ရက်ွက်ထင်မှာကလီမလေးတူဟာကျောလို့လည်းမရမောလို့လည်းမရပြူးတူးပြက်တဲဖြစ်လို့ရက်ွက်ကလူတွေဝိုင်းအောင်ကြီးနေတုံးပါကျွန်တော်ဟာအဲ့ဒီအိမ်ကိုရောက်သွားပါတယ်ကျွန်တော်တွေးကြုံနေတဲ့ကလီမလေးဟာအမောက်ပြောကဝင်နေတယ်လို့ကျွန်တော်ယူဆမိတဲ့အတွက်ကြောင့်ကျွန်တော်ကပဲဟေးမင်းတို့ကလီဟာအမောက်ပြောကဝင်နေပြီဘာကြီးမှရှေးလူကြီးတွေပြောထားတဲ့ဖျားလက်မောင်းတော်ကငကြေအောင်ရထားတဲ့ကွမင်းတို့ယုံကြည်စမ်းသပ်ကြည့်ရအောင် ကျွန်ုပ်လည်းပြိုပြိုဆူဆူနဲ့ကျွန်ုပ်သိမ်းဆဲထားတဲ့နေကြီးကိုကင်ဆောင်ပြီးတော့အဲ့ဒီအမောက်ဘယောကဝင်ရောက်နေတဲ့ခလီမအိမ်ကိုသွားရောက်ခဲ့ပြန်ပါတယ်ကျွန်ုပ်ကပဲနေကြီးအုံကိုရှေ့မှထားပြီးတော့ငါးပါးတီလာယူခြင်းဘုရားရှင်ကညောင်ရီဦးကိုယူပြီးရင်နေကြီးအုံကိုညောင်ရီနဲ့စိန်ပြီးတော့ခလီမလေးကိုတိုက်လိုက်ပါတယ်အဲ့လိုတိုက်လိုက်တဲ့အခါမှာပဲပြူတူပြက်တဲဖြစ်နေတဲ့ခလီမလေးဟာချက်ချင်းပဲပျောက်ကင်းပြီးတော့ပြုံးပျော်ရွှင်ဖြစ်နေပါတော့တယ်အရင်ကကြုံတွေ့ဘူးတဲ့နေကြီးအုံကတော့အပေါက်ပါပါတယ် ဖယားကြီးလက်မောင်းတော့မှရရှိခဲ့တဲ့နေကျေအောင်ကတော့အပေါက်မပါပါဘူးဇူးတောင်တွေပြေးနှက်နေကြောင်းတွေးမြင်ရပါတယ်ဒါကြောင့်နေကျေအောင်ရဲ့အစွမ်းထက်ပုံကိုတီးရတဲ့အတွက်ကြောင့်ကျွန်ုပ်ကြုံမှုတဲ့အဖြစ်ပြက်နဲ့အလားတူစွာမိတ်ဆွေများလည်းဘူးတုဒ္ဒပွားစီဖို့တွေးကြုံလာခဲ့ရင်လေဖယားလက်မောင်းတော့ကနေကျေကိုယူဆောင်ထားကြဖို့အကြံပေးတင်ပြလိုက်ပါတယ် နှကြီးကောင်သို့မဟုတ်နှကြဲကောင်အကြောင်းကိုပုံပြင်လိုလိုတန်းတားလိုလိုမှတ်သားခဲ့ရပူးတာကအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။နှကြီးကောင်ကဘယ်လိုပိုးမျိုးဘယ်လိုတတ္တဝါမျိုးမှပါတာကိုကျွန်ုပ်လည်းမသိပါ။ကျွန်ုပ်စိတ်ဝင်စားတာကတော့နှကြီးကောင်ကမူရင်းမျိုးရိုးမရှိဘဲနဲ့တခြားပိုးပေါင်းငယ်တကောင်ကိုဖမ်းယူလာပြီးရှင်စာမြေတွေနဲ့ပိတ်လောင်ပြီးရှင်စာမြေနဲ့မှန်ထားတဲ့အိမ်ငယ်အတွင်းမှာရှိတဲ့တတ္တဝါကိုအပြင်ကနေပြီးတဝီဝီပြန်တန်းရင်တကြီးကြီးအော်ဟစ်မြည်ဟင်းနဲ့တနည်းအားဖြင့် မန္တန်ရွတ်ဆိုပြီးပိတ်လောင်ထားလေးရှိပါတယ်။တတ်တန်စိတ်နေရအချိန်ခါစေးတဲ့အခါမှအုံထားမှန်ထားတဲ့ရှင်အိမ်ကိုအပေါက်ဖွင့်ပေးလိုက်တဲ့နေရာမှာငကူကဖန်းစည်းပိတ်လောင်ခံထားရတဲ့တတ္တဝါငယ်ကနကြီကောင်မျိုးဆက်ဖြစ်သွားတယ်လို့ဆိုတဲ့အတွက်ကြောင့်အလွန်စိတ်ဝင်စားမိခြင်းဖြစ်ပါတယ်။မိမိဖြစ်လို့တဲ့စံနာကိုမရရအောင်ပြုပြင်စီရင်ပေးနိုင်တဲ့သဘာဝကဖန်းစည်းပေးတဲ့တတ္တဝါသူသို့မဟုတ်ဂမ်ဘီယာစံတဲ့တတ္တဝါလို့ဆိုရပါလိမ့်မယ်။ ဒါကြောင့်လည်းရှေးပညာရှိကြီးတွေကနကြီးကောင်နေသွားတဲ့နကြီးအုံကိုယူပြီးလောကီကိစ္စတွေမှာအသုံးပြုခဲ့ကြရတယ်လို့မှတ်သားခဲ့ရဘူးပါတယ်။ဘုရားတဆူဆူမှာရှိနေတဲ့နေအိမ်ဖွဲ့ထားခဲ့ဘူးတဲ့နကြီးအုံတစ်ခုကိုခွာယူပြီးတင်ဆက်ထားရပါတယ်။တစုံတစ်ယောက်စီကတစုံတစ်ခုသောအခွင့်အရေးငွေကြေးအဥ္စာစသည်တို့ကိုရယူလိုတဲ့အခါကျမှအဲ့ဒီနကြီးအုံမြေနဲ့ရေကိုဖျော်ပြီးစာရွက်ပေါ်မှာစာရေးရပါတယ်။ဥပမာဆရာကြီးဥပဒ္ဓမဘာပညာသင်ပေးပါစေ။ တော့ဘသူထမ်းမှာဈေးဘူးအကျွေးပဲလောက်အမြန်လာဆက်ပါစေမနှင်းစီရဲ့ချစ်ချင်းမြတ်တာကိုအမြန်ဆုံးပိုင်ဆိုင်ခွင့်ရပါစေစသဖြင့်စာရေးပြီးအသုံးပြုရတယ်လို့ဆိုပါတယ်ဒီလောက်နဲ့မရသေးပါဘူးတိတ်တိတင်တဲ့ဂါထာမန္တန်ကိုလည်းရိုးရအောင်မှဖြစ်ပါတယ်နဂျီကောင်ကသူအသက်သွင်းလို့တဲ့ဗီဇပြောင်းလို့တဲ့တတ်တော်ကိုပိတ်လောင်ပြီးရင်နဂျီအောင်ရဲ့အပြင်ဘက်ကနေပြီးပြန်ဝဲင်းနဲ့အတန်တန်ကိုအော်မြည်လျက်ပြန်တန်းနေတတ်ပါတယ်တနည်းအားဖြင့်မိမိရဲ့စိတ်တိုင်းကြဖြစ်စေတဲ့အတန်သို့မဟုတ် မန္တန်တပုတ်ကိုရွတ်ဆိုနေခြင်းလည်းဖြစ်ပါတယ်။အဲ့ဒီအတန်ကတော့တာမန်အဖြစ်ဒီဒီလို့သာကြားနေရပေမဲ့လည်းအမန်ကဂါထာရွတ်နေခြင်းဖြစ်တယ်လို့ရှေးပညာရှင်ကြီးတွေကလမ်းညွန်ခဲကြပါတယ်။အဲ့ဒီတန်ကိုမှတ်သားပြီးဂါထာမန္တန်ပြုရရင်အောက်ပါအတိုင်းဖြစ်တယ်လို့ဆိုထားပါတယ်။ဟူဒီဒီမဟာဒီဒီဤနဝကာဤဒီဤဒီဆိုပြီးပေါ်ပြခဲ့ကြပါတယ်။မိမိရဲ့လိုအင်စန္ဒအတိုင်းလိုက်ရောပေးအောင်ဖြည့်စီပေးအောင်ဖန်တီးယူတဲ့အတတ်ပညာတစ်မျိုးလို့လည်းမှတ်သားခဲ့ရပူပါတယ်။ အိမ်ရောင်ရေးစင်မပြေတဲ့သူအခြေရေကံခေနေတဲ့သူငွေကြေးလက်လွန်နေတဲ့သူတွေအတွက်အလွန်သင့်လျော်တယ်လို့ယူဆမိပါတယ်။ဒါကြောင့်တောကအမျိုးမျိုးနဲ့ကြုံတွေ့နေရသူတွေရဲ့တောကမိတော်တွေပြေပျောက်စေဖို့အတွက်ကျွန်ုပ်ကြားခဲ့မှုတွေနှကြီးကောင်းသို့မဟုတ်နှကြဲကောင်းနဲ့ပတ်သက်တဲ့ကံပြရပုံပြင်တစ်ပုဒ်ကိုတင်ပြလိုက်ရပါတယ်ခင်ဗျာ။ယခုပုံမှာပြထားတဲ့မြေပြန်ခဲလေးတွေကိုတတိထားပြီးကြည့်မိမယ်ဆိုရင်သိနိုင်ပါတယ်။မသိသေးတဲ့သူတွေအတွက် မြေပြင်အကြောင်းကိုတင်ပြပေးခြင်းပါတယ်။မြေပြင်ရဲ့အသုံးဝင်မှုလေးတွေကနည်းနည်းထူးဆန်းပါတယ်။မြေပြင်ကိုလူနေအိမ်ရဲ့အချို့တနေရာတွေမှာတွေးမြင်ရနိုင်ပါတယ်။မြေပြင်မဖြစ်ခင်မှာနကြီးကောင်အမဟာဥချမွေးဖွားဖို့အတွက်တန်ရှင်ကောင်းမွန်တဲ့မြေသားတချို့ကိုယူဆောင်တဲယူပြီးတော့သူစောက်ချင်တဲ့နေရာကိုစိတ်ကြိုက်ရွေးချယ်ပြီးနကြီးအိမ်ကို သူအကြိုက်စောက်လုပ်ပါတယ်။သူစောက်တဲ့အိမ်ကို မကြိုက်ရင်လည်းပြန်ဖြတ်ပြီးစိတ်ကြိုက်ဖြစ်အောင်စောက်ပြီးအဲ့ဒီအိမ်မှာနကြီးသားကို ဥချမွေးပွားပေးကြပါတယ်။သူတို့စောက်တဲ့အိမ်ဒီထားပေါ်မူတည်ပြီးငကြီးဦးဟာငါးဦးကနေ၆ဦးကျော်အထိရှိတတ်ပါတယ်။ငကြီးအမကောင်ဟာသူ့ရဲ့ဥတွေမျိုးအောင်နေပြီဆိုရင်ငကြီးအကောင်ပေါက်လေးလေးကိုတနေရာကိုခေါ်ဆောင်သွားလေးရှိတဲ့အတွက်ကြောင့်ငကြီးအိမ်တွေကိုပဲလူအများကတွေးမြင်ရတာဖြစ်ပါတယ်။အဲ့ဒီငကြီးအိမ်ဟာမိဘတွေရဲ့ကြီးမားတဲ့မေတ္တာတရားကိုပေါ်ကျူးထားတဲ့အတွက်လူတွေအတွက်ငကြီးအိမ်အခွန်လေးတွေဟာစည်စွမ်းတတိရှိပါတယ်။ကလေးတွေတငယ်နာကြောက်ဖြစ်တဲ့ယောဂတွေကိုကုသလို့ရပါတယ်။ ကလေးတွေဘိုင်းနာလို့အောင်ကုန်နေမယ်ဆိုရင်နေဂျီအိမ်ကိုအုံးစီနဲ့သွေးလိမ့်မယ်ဆိုရင်တက်တာပျောက်ကင်းစေပါတယ်မကောင်းတဲ့အမောက်ပြောကားတွေကိုလည်းကာကွယ်ပေးကြောင်းသိရပါတယ်မိမိတို့ရဲ့နေအိမ်မှာနေဂျီအိမ်လေးတွေကိုမြင်ရရင်အလွန်မင်္ဂလာရှိပါတယ်အမောက်ပြောကားရှိရင်လည်းအဲ့ဒီအိမ်မှာနေဂျီအိမ်လာဖွဲ့နေတက်ပြီးတတိပေးသလိုလည်းရှိတတ်ပါတယ်အဲ့ဒီခါမှာဘာသာရေးကိုပို့ပြီးလုပ်ပေးမယ်ဆိုရင်မကောင်းတဲ့ပြောကားတွေကင်းစင်ပြီးစီးပွားရေးကဒီရေလာတိုးတက်ပါလိမ့်မယ် လောဂီဆရာတွေကနှကြီးအိမ်ရဲ့အကုန်ကိုစူးစမ်းပြီးစေးဖြစ်သုံးလို့လောဂီပညာရမှာအသုံးပြုလို့ရတဲ့အတွက်ကြောင့်မြေပြန်လို့လည်းခေါ်ကြပါလေ။နှကြီးတွေစွန့်ထားခဲ့တဲ့အိမ်လေးတွေကိုနားလေတဲ့သူတွေကမိမိတို့ရဲ့နေအိမ်မှာကပ်နေတဲ့နှကြီးအိမ်ကိုခွာယူသိမ်းထားပြီးတော့ဈေးဝါဖြစ်အသုံးပြုလောက်ကြောင်းသိရပါလေ။နှကြီးအိမ်ကိုတေချာလေးလာကြည့်မယ်ဆိုရင်စိတ်ဝင်စားစရာအလွန်ကောင်းပါလေ။နှကြီးအမအကောင်ရဲ့အိမ်ဆောက်လုပ်ပုံဟာတကယ်ကိုစမ်းကြဲတဲ့အတွက်ကြောင့်လောဂီပညာရနဲ့အသုံးပြုတတ်မယ်ဆိုရင်တိတ်တိအစွမ်းရှိတဲ့ နှကြီးမြေပြန်ကိုရရှိနိုင်ပါတယ်ကျွန်တော်တို့အိမ်ချမ်းမြေဝယ်တုန်းကတော့တောင်ဖို့မရှိခဲ့ပါဘူးအိမ်ရဲ့အနောက်မြောက်တောက်မှာရှိတဲ့အုံပင်ကြီးကလည်းအန္တရာယ်ရှိတဲ့အတွက်ကြောင့်ခုတ်လဲလိုက်ရပါတယ်ကျွန်တော်တို့မိသားစုဟာဝန်တန်းတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အိမ်ကိုတစ်နှစ်တစ်ခေါက်ပဲပြန်လို့ရပါတယ်ခွင်းနဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့အုံပင်ခုတ်လဲထားတဲ့နေရာမှာချတောင်ဖို့ကလေးကတဒေါင်လောက်ရှိနေတာကိုတွေ့ရပါတယ် တချို့ကမဖြူကောင်းဘူး။ယာဇမတ်ကပေးရမယ်ဆိုလို့ယာဇမတ်ကပေးထားခဲ့ပါတယ်။နောက်တစ်နှစ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ယာဇမတ်ကိုတောင်ဖို့ကမြူထားပါတယ်။တောင်ဖို့ရှိတာကောင်းတယ်ဆိုပေမဲ့သတိထားကြည့်တဲ့အခါမှာအစိုးရအကောင်းရောဘာမှမထူးခြားပါဘူး။ဒါပေမဲ့စူးကျူးပေးတာကတော့တကယ်မှန်ပါတယ်။သူတို့စားထားတဲ့အစ်စ်တွေအစ်စ်လဲရပါတယ်။တချို့ကနောက်ပြောင်ပြောကြပါတယ်။တစ်တွေကမကောင်းတော့လို့အစ်စ်လဲခိုင်းတာဆိုပြီးကြီးစရာပြောကြပါတယ်။ ဒီလိုနဲ့ဘလို့မှမတတ်နိုင်တော့ဒီအတိုင်းပဲထားခဲ့ရပါတယ်။နောက်အဝေးကိုပြောင်းရတဲ့အခါမှာတော့တနေ့တစ်ခေါက်တော့မပြန်နိုင်တော့ပါဘူး။ပင်စင်ယူပြီးမှပဲအိမ်ပြန်ရောက်လာခဲ့ပါတယ်။အဲဒီခါမှာချားတောင်ဘူးကြီးဟာလေးပေလောက်မြင့်ပြီးအိမ်မှာလဲတစ်မှန်သမျှကိုအားလုံးချားပြီးစားပြီးအုပ်လောက်ပဲကြံပါတယ်။ဒိုင်းဒီအကုန်ပြုတ်ကျတဲ့အပြင်အိမ်အပေါ်ထက်ကပြင်ကင်းတွေပါချစားထားပါတယ်။မိုးရင်းဆိုပိုဆိုးပါတယ်။အိမ်ကိုဖျက်ဆီးနေတဲ့ချားတွေကိုစီးနဲ့တိုက်ရတာကလည်းအကုသို့တစ်မျိုးဖြစ်ပါတယ်။ ိမ်ပြင်ရတဲ့ဒုက္ခကလည်းတမျိုးတော်တော်လေးစိတ်ငြိမ်းရပါတယ်။ဝေရင်ဆရာမကတော့ပြောပါတယ်။ပဋ္ဌာန်းရေကိုနောက်ပြန်ပက်ပြီးလဲမကြည့်နဲ့လို့ပြောပါတယ်။အဲ့ဒါကိုတော့ကျွန်ုပ်မလုပ်ရဲပါဘူး။နောက်တော့ကျွန်ုပ်တို့အိမ်မှာအမဲပွင့်နေတဲ့တောင်တန်းဆရာတော်ဘုရားကြီးရဲ့ပရိတ်ကြီး၁၇တုပ်ကိုဆရာတော်ကြီးရဲ့ပုံရှိမှရေခွက်ထားပြီးအဲ့ဒီပရိတ်ကြီးနဲ့တောင်ပိုးကိုပက်ပြီးတင်တို့ဟာကောင်းကျိုးလည်းမပေးဘူး။ကျွန်ုပ်ရဲ့အိမ်ကိုလည်းဖျက်ဆီးတယ်။အဆောင်ရှိရင်လည်းဒီတောင်ပိုးကနေတန့်ရှင်းတဲ့နေရာကိုပြောင်းပါ ဒီနေရာကမတန့်ရှင်းပါဘူးချားဘရင်နဲ့ချားဘရင်မကိုလည်းတောင်းပန်ပါတယ်ချားတွေကအိမ်ကိုဖျက်ဆီးတယ်တင်တို့တန်ပြန့်တဲ့နေရာကိုပြောင်းပါအိမ်ထဲမှာရှိတဲ့ချားကောင်တွေကိုလည်းခေါ်သွားပါဆိုပြီးပရိတ်ကြီးနဲ့နေစဉ်လောင်းပါတယ်တင်တို့ပြောင်းသွားရင်ကျွန်ုပ်သိရအောင်တောင်းဖို့ကြီးပါဖြိုချခဲ့ပါလို့တောင်းပန်ပါတယ်လို့ပြောပြီးတောင်းပန်ပါတယ်တလားလောက်ကြာတော့မယုံနိုင်စရာပါပဲထိတ်ဆုံးကနေတောင်းဖို့ကိုတတောင်ဖြိုချပါတယ်နောက်ပြီးတော့နေစဉ်ဖြိုချသွားလိုက်တာ ရှွန်းပုံကြီးကမနေမနောပဲကြံခဲ့ပါတယ်။ခြားကောင်ဆိုလို့တကောင်မှတော့မတွေ့ပါဘူး။အဲ့ဒီရှွန်းပုံကြီးကိုဘယ်မှမရွှေ့ပြောင်းရဲပါဘူး။အိမ်ဘေးတစ်လျှောက်ဖြန့်ခင်းထားလိုက်ပါတယ်။နောက်တစ်ခုကတော့တောင်ပိုးကြီးနားမှာမြစ်တာတုပ်ကိုနေ့စဉ်ရွတ်ပြီးမှပရင်းကြီးကိုပတ်ဖြန်ရပါတယ်။ကျွန်ုပ်ကတော့တောင်ပိုးကြီးအနားကိုမသွားပါဘူး။ကရင်ပေါက်ကနေမြစ်တာတုပ်ရွတ်ပြီးပရင်းကြီးနဲ့ပတ်လိုက်တာပါပဲ။ မိတ်ဆွေများလည်းအိမ်ချံဝင်းထဲမှာချားတောင်ဖို့ရှိခဲ့မှဆိုရင်ကျွန်ုပ်လက်တွေ့အသုံးပြုခဲ့တဲ့နီးလေးနဲ့ပြုလုပ်ပြီးချမ်းသာဒုက္ခပြေဝကြားစေဖို့အတွက်တင်ပြပေးလိုက်ပါတယ်